င်တွေက PDF တွေပအုပ်ဒေတာကပြည်သူပိုင်းနေအိမ်တွေကိုမီရှို့ဖျက်ဆီးနေတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။မင်္ဂလာပါ။ဒီပီဖက်ချက်ရဲ့ podcast အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ကရင်နီက PDF တွေပအုပ်ဒေတာကပြည်သူပိုင်းနေအိမ်တွေကိုမီရှို့ဖျက်ဆီးခဲ့သလား။ PDF အဖွဲ့မှာကျေးဇူးနိုင်ငံသားတွေပါဝင်နေတာဟုတ်မဟုတ်။စားတဲ့စီစီချက်တွေကိုဒီ podcast ကနေနားဆင်နိုင်မှာပါ။ကရင်နီက PDF တွေက ပအိုးကပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတယ်ဆိုပြီးဖြန့်ဝေနေပေမဲ့အမှန်တကယ်တော့ PNO နဲ့စစ်တပ်ကသာမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ TVB နဲ့လွတ်လပ်ရေးကြီးစိတ်ချရတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။သတင်းဌာနတွေရဲ့ဖော်ပြချက်ထဲမှာဒေတာတွင်းကအဖွဲ့အစည်းတွေရဲ့ပြောဆိုချက်တွေဒေတာခန်တွေရဲ့ပြောဆိုချက်တွေနဲ့ဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါကြောင့်ကရင်နီက PDF တွေက ပအိုးဒေတာကပြည်သူပိုင်နေအိမ်တွေကိုမိရှုပ်ဖျက်ဆီးတယ်ဆိုပြီးဖြန့်ဝေနေတာဟာလူရဆွဲဖြန့်ဝေနေတဲ့တဲ့အမှားသာဖြစ်ပါတယ်။နောက်ထပ်နားဆင်ရမှာကတော့ KNDF အဖွဲ့မှကျေးဇူးနိုင်ငံသားတွေပါဝင်နေတယ်ဆိုပြီးဓပုံတွေနဲ့အတူဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးမှာပဲဖြစ်ပါတယ်။ဒီပီဖက်ချက်အနေနဲ့ဓပုံတွေကိုစစ်ဆေးကြည့်တဲ့အခါမှာ Free Burma Ranger အဖွဲ့အစည်းရဲ့ website မှာ August 26ရက်နေ့ကတင်ထားတဲ့ပုံတွေဖြစ်တာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ Free Burma Ranger website မှာဖော်ပြထားတဲ့အရာ ကရင်နီဒေတာကဖားဆောင်တိုက်ပွဲအတွင်းဒဏ်ရာရ KNDF စစ်သားတွေကို Free Burma Ranger အဖွဲ့ဝင်တွေရဲ့ကယ်ဆယ်ရေးနဲ့ဖားဆောင်တိုက်ပွဲအတွေ့အကြုံတချို့ကိုဆက်ဆက်ပြီးဖော်ပြထားတာဖြစ်ပါတယ် Free Burma Ranger အဖွဲ့အစည်းဟာမြန်မာနိုင်ငံရဲ့ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာအဓိကထားလှုပ်ရှားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုညီကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်ပြီးကယ်ဆယ်ရေးကိုအဓိကထားဆောင်ရွက်နေတဲ့အဖွဲ့သားဖြစ်ပါတယ်။ဒါကြောင့် KNDF အဖွဲ့မှာ ကျေးဇာနိုင်ငံခြားသားတွေပါဝင်နေတယ်ဆိုပြီးဓမ္မုံတွေနဲ့တူဖြတ်ဝင်နေတာဟာသတင်းအမှားသာဖြစ်ပြီးနိုင်ငံခြားသားတွေဟာကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့ Free Burma Ranger အဖွဲ့ဝင်တွေသာဖြစ်ပါတယ်။နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်အမှားခွဲခြားနိုင်စေဖို့တင်ဆက်ပေးနေရပါ။ online ပေါ်ကသတင်းတွေကိုတွေ့တိုင်းချက်ချင်းလက်ခံလိုက်တာမျိုးမဟုတ်ပဲမိမိတို့ကိုယ်တိုင်ဖက်ချက်လုပ်ပြီးမှယုံကြည်ကြပါနော်မင်္ဂလာရှိတဲ့ညချမ်းချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင့်